အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ချွေးမလီရဲ့စင်းရဲရခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲနာပါဘုရားကျောင်းမှာဘုန်းတော်ကြီးကတော့ဘုရားရှိခိုးပူဇော်နေခဲ့တဲ့အချိန်မှာလူတအူရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်ကဲဖုံးတော်ကြီးရေဒီတစ်ခါမေတော်ရဲ့ကောင်းကြီးပေးမှုတွေကြောင့်ကျွန်တော်ရဲ့စီးပွားရေးအခြေအနေအတော်လေးအဆင်ပြေလာခဲ့ ဒါကြောင့်ကျွန်တော်ဒီနေ့ဖះเจ้าမှာဒါလေးတွေလာပြီးတော့လှူချမ်းပေးရပါ။ရာသီဥတုကတော်တော်လေးကိုအေးနေအောင်ဆိုတော့ကျွန်တော်ခြုံဆောင်လေးလည်းတစ်ခါလေးလှူမယ်နော်။ကောင်းပါပြီကောင်းပါပြီ။ဒါဆိုရင်တော့ဒီလက်ဝဲလက်စာတွေနဲ့ခြုံဆောင်လေးကိုဒီအောက်မှာထပ်ထပေးသွားပါနော်။အလှမ်းနဲ့ကျွန်တော်စွန်းတွေအားလုံးကိုကတ်လှူချမ်းပေးပါမယ်။ရာဂျေရှမ်ဆိုတော့ကတော့ရွာငယ်လေးတစ်ယောက်မှာနေထိုင်နေခဲ့တဲ့ဖုန်းတော်ကြီးတစ်ဦးဖြစ်ပါတယ်။သူကသူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူနေထိုင်နေခဲ့တာပါ။ ။တထေကြီးကတော့သူ့ရဲ့ဇီဝရေးအခြေအနေအဆင်ပြေလွန်နေခဲ့တဲ့အတွက်မဲတော်ရဲ့ဖခင်အကြောင်းကိုလာပြီးအလို့အတန်းတွေအများကြီးလောက်သွားခဲ့ပါရဲ့။ဟုံးတော်ကြီးကလည်းလက်ဝဲလက်စာရင်းနဲ့ခြုံဆောင်လေးကိုမဲတော်ရဲ့ချစ်ရင်းနောက်မှာထားချပေးခဲ့ပါရဲ့။သူလည်းညဘက်ဖခင်အကြောင်းပိတ်ပြီးသွားတဲ့အခါမှာအိမ်ကိုပြန်သွားခဲ့ရပေါ့။ဒါရီကိုတိနေခဲ့တဲ့ရွာကတခိုးနှစ်ယောက်ကဖះเจ้าနဲ့ခွင်းလာခဲ့ပြီးနောက်မှာတော့တထေးကြီးလှူရန်သွားတဲ့လဝေလက်စားရီနဲ့ခြုံဆောင်လေးကိုပါခိုးယူထွက်ပြေးသွားခဲ့ကြပါတော့တယ် ကဲငါတို့ဒီထဲကိုတော့ရအောင်ခိုးဝင်လာကြပြီ။လက်ဝဲလက်စားတွေကလည်းတကယ်ကိုတံပိုးကြီးမဲ့ပုံစံမျိုးပဲ။ဒါတွေကိုငါတို့ခိုးသွားတယ်ဆိုတဲ့အကြောင်းကိုတော့တစုံတယောက်သိသွားလို့ရှင်တော့ငါတို့အခြေအနေစိုးသွားလိမ့်မယ်နော်။အဲဒါကြောင့်ငါတို့တခြားတယောက်ခေါင်းပေါ်ကိုဒီအပြစ်တွေအားလုံးလွှဲချမှဖြစ်လိမ့်မယ်တကယ်ချင်းကြီး။ဖုန်းတော်ကြီးရဲ့အိမ်မှာလည်းငါတို့ဒီလက်ဝဲလက်စားတချို့သွားထားထားလိုက်ကြမယ်။ဒါဆိုရင်တော့အားလုံးကသူ့ကိုပဲတခိုးလို့ထင်ကြမှာ။ဖခင်เจ้าရဲ့တကားတော်ကလည်းသူ့ရှိမှာပဲရှိရမှာမဟုတ်လား။ တခုနှစ်ယောက်လုံးကဒီပုံစံအတိုင်းပဲလုပ်ခဲ့ကြပါရယ်။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ဖခင်เจ้าမှာရှိတဲ့မေရောကိုလှူဒန်းထားတယ်၊လက်ဝဲလက်စားတွေပြောက်ွယ်သွားတယ်ဆိုတဲ့သတင်းကနမေကြီးသွားခဲ့ပါရယ်။ဒါကြောင့်ရွာသူရွာသားတွေအကုန်လုံးကလည်းရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းကိုဝင်ရောက်စစ်ဆေးခဲ့ကြပါရယ်။လိုက်ရှာနေတဲ့ဖုံတော့ကြီးရဲ့အိမ်ကိုရှာဖွေစစ်ဆေးလိုက်တဲ့အခါမှာတော့လက်ဝဲလက်စားအနှဲငယ်ကိုရှာတွေ့သွားခဲ့ပါရယ်။ခမရောက်အလုံးကယုံကြည်လို့ဖခင်เจ้าမှာအလုပ်ပေးထားတာ။ ခမရဖုံးတော်ကြီးတပါးဖြစ်ပြီးဖះเจ้ามาပဲပြန်ပြီးတော့ခိုးနေခဲ့နည်းနည်းလေးမှမရှက်ဘူးလားကဲကဲကဲသွားခမရတို့ဒီကနေချက်ချင်းထွက်သွားလိုက်တော့ခမရတို့ဒီအိမ်မှာဆက်ပြီးတော့နေလို့မရတော့ဘူးဒီအိမ်ကနေချက်ချင်းထွက်သွားကြဟာမဟုတ်ကြဗျာကျွန်တော်ဘာဖြစ်လို့ခိုးရမှာလဲကျွန်တော်မခိုးခဲ့ပါဘူးကျွန်တော်မခိုးဘူးတထေရဲ့ကျွန်တော်ဒီကနေပြီးတော့မောင်းမထုတ်ပါနဲ့နော်ဟုတ်ပါတယ်တထေရဲ့အခုလိုတော့မလုပ်ပါနဲ့ရှင်ရာဒီအိုတူဒီလောက်တောင်မှအေးနေရကျမတို့ဒီအခြေအနေကြီးဘယ်မှာသွားနေရမလဲကျမမှာခလေးငယ်လေးပဲရှိသေးတယ် အသက်ရွယ်ကြီးနေတဲ့ရောက်ခထီးနဲ့ရောက်ခမကိုခေါ်ပြီးတော့ဒီအချိန်လေးမှာကျမတို့ဘယ်မှာတောင်းနေကြရမလဲ။ဒါရီအားလုံးတော့မသိချင်ဘူး။ခမရတို့အခုချိန်ကစပြီးဒီအိမ်မှာမပြောနဲ့ဒီရွာမှာတော့နေဖို့မစင်စားကြတော့နဲ့ချက်ချင်းထွက်သွားကြတော့ဒီလိုနဲ့မိသားစုဝင်တွေအကုန်လုံးကရာသီဥတုရန်ကိုအေးခဲနေခဲ့တဲ့အချိန်မှာပစ္စည်းတွေအားလုံးယူပြီးအိမ်ကနေထွက်ခဲ့ကြရပါတယ်။သူတို့လည်းမြေကန်တစ်ခုကိုဖျက်ပြီးနောက်မှာတော့ရွာရဲ့အပြင်ဘက်ကိုထွက်သွားခဲ့ကြပါတယ်။ ဒီအချိန်မှာဖုန်းတော်ကြီးကလည်းတံတားကိုတွေ့မြင်သွားပါတယ်တံတားကတတော်လေးကိုဟောင်းနေခဲ့ပါပြီဒီတံတားကိုဖြတ်ပြီးဘယ်သူမှလည်းမတော်ကြပါဘူးငါတို့အခုလောလောဆယ်ဒီတံတားပေါ်မှာပဲနေထိုင်ကြရလိမ့်မယ်တခြားရွာကိုသွားမယ်ဆိုလို့ရှင်လေငါတို့အကြောင်းအားလုံးသိနေကြတာဆိုတော့နေရာတစ်ခုရဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဒီတံတားကငါတို့ရွာနဲ့တိုက်ပြီးမလှမ်းမကမ်းမှရှိတာဆိုတော့အဆင်ပြေပါတယ်ဒီနေရာကြီးမှာဘလို့နေကြမလဲအဆင်ရောပြေပါမလားကျွန်တော်တို့ရှိမှာတခြားရွေးချယ်စရာဘာတစ်ခုမှမရှိရဘူး နေရာတစ်ခုစီစဉ်လို့မပြီးမချင်းဒီနေရာမှာပဲနေထိုင်ကြရမှာပေါ့ရာသီဥတုကိုလည်းကြည့်ပါအောင်ဘလောက်ကြာမှအရန်ကိုအေးနေလဲဆိုတော့ဒီရာသီဥတုကြီးနဲ့ကျွန်တော်တို့ဘဲကိုထွက်သွားရမလဲမတတတဲ့အဆုံးမှာတော့မိသားစုဝင်တွေအကုန်လုံးကတရားပေါ်မှာပဲတဲလေးထိုးပြီးနေထိုင်ခဲ့ကြပါတော့ရီဒီလိုနဲ့ပဲရန်အနေငယ်ကုန်ဆုံးသွားပါရီတရမှာတော့အဖိုးဖြစ်သူကမျက်မှန်လေးချုပ်ပြီးအနားယူဖို့အတွက်ပြင်ဆင်နေခဲ့တဲ့အချိန်သူ့ရဲ့မိမလေးရောက်ရှိလာခဲ့ပြီးပြောခဲ့ပါရီ အဖိုးဖြစ်သူနဲ့စကားပြောပြီးနောက်သူမအပြင်းထွက်ပြီးကစားနေခဲ့တဲ့အချိန်မှာပဲသူမတရားပေါ်ကနေရှိတဲ့ပြုတ်ချသွားပါရီ။ကဲကြပါအောင်ကဲကြပါအောင်အဖိုးရေအဖိုးတမီးကိုကဲပါအောင်အဖိုးရေအမေအမေကဲပါအောင်။အော်တမီးရေဒုက္ခပါပဲဘလို့ဖြစ်ပြီးရေနဲ့ပြုတ်ချသွားတာတော့တမီးရေလာပြီလာပြီအဖေလာခဲ့မယ်နော်အဖေအခုချက်ချင်းလာခဲ့မယ်။နေဟောက်ကဲတင်ဖို့အတွက်သူမရဲ့ဖခင်ဖြစ်တော့ကလည်းရှိသေးကိုခေါင်းဆင်းသွားခဲ့တဲ့အချိန်မှာပဲလေးတွေကတိုက်ခတ်လာခဲ့ပါတယ် တော်နှစ်ယောက်လုံးအများအဆုံးအပေါ်ကိုတလာခဲ့ကြပါရီမိခင်ဖြစ်သူကရေရေပြုတ်ကျသွားတဲ့တမီလေးကိုဖတ်ချပေးလိုက်ပါရီပြမရာဒီဥတုအရန်ကိုအေးခဲလွန်နေခဲ့တဲ့အတွက်မိသားစုဝင်တွေအကုန်လုံးကလည်းအိမ်ထဲပြေးဝင်လာခဲ့ကြပါပြီထွေးမလေးရဲ့ဒုက္ခပဲအပြစ်မှာနှင်းမောင်တိုင်းတွေတိုက်ခတ်နေရလားဘလို့ဖြစ်တာရောမိုးကလည်းရွာနေရင်နဲ့တွေ့ပါရီငါတို့အခြေအနေကလည်းစိုးလိုက်တာရာဒီဥတုဒီလောက်ကြမှာအရန်ကိုအေးခဲလွန်နေရဆိုတော့နေငါတို့အတွက်လည်းဖေ့ပူပူလေးအများဆုံးဖြော်လိုက်တော့ငါမြူလေးရေရဲကိုပြုတ်ကျသွားတာသူ့ကိုလည်းတစ်ဖေ့တိုက်ရမယ် သူလည်းခန္ဓာကိုယ်အတော်လေးကိုအေးဆက်နေမှာဒီလိုနဲ့တရမှာတော့ချွေးမလေးကလည်းသူ့ရဲ့အိမ်ချင်းချင်းလေးရဲ့မှာပဲထမင်းဟင်းချက်ပြုတ်ထားခဲ့ပါရဲ့ခဏနေတော့လျော့ငှက်ကြီးတကောင်ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ထမင်းဟင်းတွေကိုစားသွားခဲ့ပါရဲ့ဒုက္ခပါပဲပထမတဲ့ကမိသားစုဝင်တွေစားသောက်ဖို့အတွက်အဆင်မပြေပါဘူးဆိုနေမှာဒီငှက်ကြီးကဘလို့ဖြစ်ပြီးငါရီရဲ့ဟင်းတွေကိုလာစားသွားရတာလဲဒီမှာနေရတာကထင်ထားတာထက်အများကြီးပိုပြီးတော့ခက်ခဲလို့နေဒီနေရာမှာပဲအချိန်ထိငါနေထိုင်ရအောင်မလဲဆိုတာကလည်းမသိဘူး တရမတော့ရခမဖြစ်တော့ကလည်းသူရဲ့ခြုံဆောင်လေးကိုလျှော်ပြီးအချောက်လန်းချခဲ့တဲ့အချိန်မှာပဲလေအရန်ကိုတိုက်တော့နေခဲ့တဲ့အတွက်လေနဲ့အတူတူပါသွားခဲ့ပါရီ။ဟိုအရှင်ဒုက္ခပဲ။ဂျာပါဖြစ်သွားတာလေ။ကျမစီမှာခြုံဆောင်တစ်ထည်ပဲရှိတော့တာဒါလေးကလည်းပါသွားခဲ့ပြီ။အမေကျမစီမှာဒီဆောင်တစ်ထည်ရှိသေးတယ်အမေယူထားလိုက်ပါ။အော်ချွေးမလေးရဲ့နေ့ရှိမှလည်းဒီခြုံဆောင်လေးတစ်ထည်ပဲရှိရမဟုတ်ဘူးလား။ရပါရဲအမေရဲ့ကိစ္စမရှိပါဘူး။ဒါအမေရောက်ပို့ပြီးတော့လိုအပ်တယ်မဟုတ်လား။အမေပဲခြုံထားလိုက်ပါတော့နော်။ သူတို့ကလည်းအဆင်ပြေသလိုမျိုးအဲ့ဒီမှာနေထိုင်နေကြရပါတယ်။တရက်မှတော့ကောင်းလေးတယောက်ကတော့လေထော်နေရင်းနဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်။ကောင်းလေးရဲ့တခြင်းဆော့တန်ကိုကြားခဲ့ရတဲ့အခါမှာအားလုံးအပြေထွက်ကြပါတယ်။ဒုက္ခပဲဒီကောင်းလေးကဘာလုပ်ကြလဲဘယ်သူလဲဓမြလား။ခဏနေပါဦး။ယာဒီဦးလူတလောက်ဆိုးရွားနေတဲ့အချိန်ဘယ်ကိုသွားနေရလဲ။ဟာဦးလေးကြီးကလည်းဗျာ။ဒါကကျွန်တော်ရဲ့အိမ်ပဲကျွန်တော်ဘယ်ကိုပြန်ရမှာလဲ။ကျွန်တော်ကဒီကငါးဖမ်းပြီးတော့စားတောင်းနေထိုင်နေရတဲ့လူငယ်လေးတယောက်ပါ။ ရာသီဦးတို့ကရန်ကိုအေးလွန်းလို့အိတ်မပြောတာနဲ့ကျွန်တော်လည်းလှေလှော်နေရပါလူတယောက်ကဘလို့ဖြစ်ပြီးလှေပေါ်မှာနေထိုင်လို့ရမှာလဲတေးကြတယ်မင်းကဓမြတယောက်ပဲဖြစ်ရမယ်သူတို့စကားတွေပြောဆိုနေခဲ့ကြတဲ့အချိန်မှာပဲမုံတိုင်းတွေတိုက်ပြီးတရာကတော့ကျိုးပဲ့သွားခဲ့ပါတယ်သူတို့အားလုံးလည်းဒုက္ခအကြီးကျယ်ရောက်နေခဲ့ကြပါပြီအားလုံးရှေ့ထဲမှာပြုတ်ကျသွားခဲ့ကြပါတယ်ကဲကြီးကတော့ကျွန်တော်တို့ဘဝရဲ့နောက်ဆုံးအချိန်ကိုရှောင်နေပြီနဲ့တူတယ်အနည်းဆုံးဒီဘဝကနေလွတ်မြောက်သွားတော့မယ်မလောက်ပါနဲ့အဖွားရဲ့တမိရှင်မနစ်ချင်ကိုတမိကိုကဲပါအောင် အရှင်ကျွန်တော်အရှင်ကိုအမြဲတမ်းရှခိုးပူဇော်ခဲ့တယ်။အခုကျွန်တော်ဘယ်လိုမျိုးအခြေအနေကိုရင်ဆိုင်ကြော်ဖြတ်နေရတာလဲ။ကျွန်တော်မိသားစုတစ်ခုလုံးကျွန်တော်ရဲ့အရှင်မှာပျက်စီးသွားတာကိုကြည့်နေရတော့မလား။ဘုရားသခင်ဒုက္ခပဲတို့အားလုံးရေထဲမှာနေနေကြပြီ။ကျွန်တော်တို့ကိုအမြန်ဆုံးကယ်တင်ပေးမှဖြစ်မယ်။ကျန်ကားတယ်လေးကမိသားစုဝင်တွေအားလုံးကိုသူရဲ့လေပေါ်ကိုတင်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့သူကလေကိုလည်းမြေကန်တစ်ဖက်ကိုလှော်သွားခင်းလိုက်ပါတယ်။ကျွန်တော်တို့အခွင့်လောက်ပါကျွန်တော်တို့ကခမရောဓမြားတယောက်လို့ထင်မှတ်နေခဲ့ပေမဲ့ခမရောကတော့ကျွန်တော်တို့အားလုံးကိုကုညီပေးခဲ့တယ်နော်။ ကျမတို့အသက်ရှင်နေသေးတယ်။အခုကျမတို့ဘမနေကြမလဲ။ရွာသူရွာသားတွေကကျမတို့ကိုတခိုးတွေဖြစ်တယ်ဆိုပြီးတော့လိန်လေဆွတ်ဆွဲပြီးရွာကနေမောင်းထုတ်ပြလိုက်ကြတယ်။ရှိခဲ့တဲ့အရာလေးကိုလည်းကြည့်ပါအောင် ပြက်စီးသွားကြရတယ်။တခိုးဆိုပြီးတော့အစွဆွဲခံရတယ်ဟုတ်လား။ကျွန်တော်နားမလဲဘူး။ဒီနောက်မှာတော့သူတို့ကလည်းကြောင်တွေးကြရတဲ့ဖြစ်ဖြစ်တွေကိုပြောပြလိုက်ပါရစေ။တအားကြားကြရတဲ့အခါမှာတော့တန်ကာတဲလေးကလည်းအံ့အားတင်သွားကြရပါရစေ။ဒါဆိုရင်တော့ကျွန်တော်ကြားထားတဲ့သတင်းတွေကခမရတို့ကြောင်ခဲ့ရတာပေါ့။อืมဟုတ်တယ်။ဒါနဲ့ဘာဖြစ်လို့မင်းနေရတာလဲ။ ။အရင်ညတော့ကတခိုးနှစ်ယောက်လုံးကကျွန်တော်ရဲ့လေကိုစီးပြီးတစ်ဖက်ကောင်ကိုးသွားခဲ့ရလေ။သူတို့ဖုံးတော်ကြီးရဲ့အိမ်မှာလက်ဝက်လက်စားတချို့ဖွက်လာတာကောင်းတယ်ဆိုပြီးတော့လည်းပြောနေကြတယ်။သူတို့ဘယ်သူလဲဆိုတာကျွန်တော်ကောင်းကောင်းသိတယ်။သူတို့ကမြစ်တစ်ဖက်ကမ်းမှာပဲနေထိုင်ကြတာ။ဒီနောက်မှာတော့တခိုးနှစ်ကောင်အောင်လုံးကိုဖမ်းဆီးပြီးရွာသူရွာသားတွေရှေ့မောက်ကိုတင်သွင်းလိုက်ပါတယ်။သူတို့လည်းအမားတွေဖြစ်တွေ့အားလုံးဝန်ခံခဲ့ကြပါတယ်။ဒီနောက်ရွာသူရွာသားတွေကလည်းဖုံးတော်ကြီးနဲ့သူရဲ့မိသားစုဝင်တွေကိုတောင်းပန်လိုက်ပါတယ်။ ဒီနောက်သူတို့အားလုံးနေထိုင်ဖို့အတွက်အိမ်တိုင်ကိုလည်းရွာသူရွာသားတွေပေါင်းစုပြီးတော့ဆောက်လုပ်ပေးခဲ့ကြတာပေါ့ဖုံတော်ကြီးကိုယ်တိုင်ကလည်းအလုပ်တစ်ခုပြန်လဲရရှိသွားခဲ့ပါတယ်ဖုံတော်ကြီးရဲ့တားဖြစ်တော့ကလည်းရွာသူကြီးရဲ့အိမ်မှာပဲအလုပ်ကောင်းကောင်းတစ်ခုရရှိသွားတဲ့အတွက်သူတို့ကလည်းအဆင်ပြေသွားခဲ့ကြပါပြီဒီလိုနဲ့ပဲသူတို့မိသားစုဝင်တွေရဲ့ဒုက္ခဆင်းရဲတွေအားလုံးကလည်းတမဟုတ်ချင်းပျောက်ပျောက်သွားခဲ့ပါတော့တယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရက်စက်တဲ့ရောက်ခမဆော်တဲ့ပုံပြင်ပဲဖြစ်ပါတယ်ဟဲ့ဂျန်ကြီးရေ နင်ဒီပြီးတော့တကောက်ဖွင့်စမ်းပါအောင် ပြီးတော့ဒီဆွဲတာတစ်ထည်ငါ့ကိုထုတ်ပြစမ်းအေးအေးအေးဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြည့်ပါအောင်ဆွဲတာတွေအများကြီးရှိနေရတာနဲ့ကိုမလ်ကတော့လေနောက်ထပ်ဆွဲတာအသက်တွေအရန်ကိုဝဲခြင်းနေအခုငါဒီအခန်းထဲကနေပြီးတော့ဆွဲတာလေးငါ့ရဲ့အေးအေးစစ်စစ်ထုတ်လာခဲ့ပေးလို့ရတယ်မနက်ကတော့ကတူမိုဟန်ကိုလည်းပြောနေသေးတယ်ဆွဲတာအသက်လိုခြင်းနေတဲ့ခဏခဏအသက်တွေပဲလိုခြင်းနေလို့ဘယ်ဖြစ်မလဲငါတို့အိမ်မှာပတ်စံအပင်တီးနေရမှာမဟုတ်ကြဟိုဘက်ကတထည်ပြစမ်း အမေကြီးရေဒီဆွဲတာကတော့မရတော့တော့ကြွက်ကလည်းနေရအောင်ကနေကြိုက်ထားတာဒါကိုပြစ်လိုက်ရမလားဒါမှမဟုတ်ကျမအိမ်တောက်တဲ့နေရာမှာအသုံးပြုလိုက်ရမလားဟဲ့နေယူမရယူနေလားဒီဆွဲတာဆိုရင်တော့နောက်ချနှစ်နှစ်လောက်အနည်းဆုံးအသုံးပြုလို့ရသေးတယ်ဘာလို့ပြစ်မလဲပေပေပေအဲ့ဒီတထည်လဲငါ့ကိုဒီရောပေးအောင်နောက်ထပ်ရှိသေးရပြဒါနဲ့အမေကြီးရေဒီအင်းကြီးလေးကတော့ခလေးငယ်လေးတည်းရောက်ဝတ်ထားတဲ့အင်းကြီးနဲ့တူတယ်တော်တော်လေးသေးရပဲအမလေးဘာခလေးလဲ ခလေးဝစ်ခဲ့တဲ့အဝစ်စားမဟုတ်ဘူးဟဲ့အဲ့ဒါကငါရဲ့အဝစ်စားတွေငါလက်ထက်ခါစတော့ငါဝစ်ခဲ့တဲ့အဝစ်စားတွေပဲအဲ့ဒီချိန်တော့ကငါအရန်ကိုပိန်လုံးလို့အင်းကြီးကတေးနေတာဒီတထဲဆိုလို့ရှင်တော့ရပါတယ်ငါရဲ့ချွေးမလေးတေးချဝစ်လို့ကိုရတယ်တူကိုဒီတထဲပဲပေးလိုက်တော့မယ်သူကအစ်တရန်ကိုလိုချင်နေခဲ့တာမဟုတ်လားကိုမလေးကိုမလ်ဒီကိုလာပါအောင်ဘာဖြစ်တော့လဲအမေရဲ့ကျမကိုခေါ်ရလားအေးဟုတ်တယ်နင့်ကိုခေါ်နေရအတော်လေးကိုကြားနေပြီဒါတော့အတန်ပေးနေရဘာအတန်မှမကြားရဘူးလား ကဲလျှော့နေငါကိုဆွဲထားလို့ခြင်းနဲ့ဆိုပြီးတော့ပြောနေခဲ့တယ်မဟုတ်လားဒါကိုနေဝှက်ထားလိုက်ပါတော့ငါမင်္ဂလာဆောင်ပြီးဒီအိမ်ကိုရောက်လာတဲ့အချိန်တုန်းကဝယ်ထားတဲ့ဆွဲထားအတက်လေးဒါနဲ့ဆိုလို့ရှင်တော့နင်းနဲ့အတော်လေးကိုတော်လိုက်မယ်တိလားအမေရဲ့ဒီဆွဲထားကအတော်လေးသေးတယ်ကျမစစ်တောင်မှတက်လို့မရဘူးကျမနဲ့တော်လည်းမတော်ဘူးကြက်နေရဲ့အမေကျမအတွက်ဆွဲထားအသေးတစ်ထည်ပဲဝယ်ပေးလိုက်ပါတော့နော်ကျမဆွဲထားအသေးတစ်ထည်ပဲဝယ်လိုက်ပါတော့မယ်ကျမမှအရင်ဆွဲထားအဟောင်းနှစ်ထည်တော့ရှိပါတယ်အဲ့ဒီနှစ်ထည်လုံးကတော်တော်လေးကိုဟောင်းနေပြီအသေးဝယ်မှကိုဖြစ်တော့မှာ တော်စားမှာတဲ့ဘာဟောင်းတော့တာလဲနေလက်ထပ်ပြီးအိမ်ကိုရောက်လာတာနှစ်နှစ်ပဲရှိသေးတယ်နှစ်နှစ်အတွင်းနေအတွက်ငါဆွဲတာနှစ်ထဲဝယ်ပေးပြီးတော့ပြီနှစ်ထဲလုံးဘလို့ဟောင်းတော့တာလဲနေမင်္ဂလာဆောင်မီရောက်လာတဲ့အချိန်တုန်းကငါတစ်ထဲဝယ်ပေးတယ်မနှစ်ကတော့ငါငါနေကိုတစ်ထဲထပ်ဝယ်ပေးသေးတယ်လေနေမိဘအိမ်ကနေရောက်လာတဲ့အချိန်တုန်းကနေဘော်ရီမြတဲလာခဲ့လို့လေငါနေကိုအခုပေးထားတဲ့ဆွဲတာကိုပဲပါဇက်ပဲ့ပြီးတော့ဝယ်ထားလိုက်တော့ရာဒီဥတုအေးတယ်ဆိုတော့ကလည်းရအနေငယ်တော့ပဲ နောက်ထပ်ခဏလေးတီးခံလိုက်ပေါ့ပြီးတော့ရာဒီဥရုကတခြားအလုံးပူနေတာဘာမှလည်းမဟုတ်ဘဲနဲ့ပတ်ဆောင်ကောင်းအောင်တုံးဖြုံးချင်မနေနဲ့လေတနာစရာကောင်းတဲ့ကိုမလခင်များဆွဲတာလေးတစ်ထည့်အတွက်တော့အလောက်ထိစကားပြောဆိုနေခဲ့ရပြီးသူမှဘာမှမရခဲ့ပါဘူးရခမဖြစ်သူကတော့တကယ့်ကိုမဟာကစီကုတ်တယောက်ပါဒါကိုတော့အားလုံးကလည်းကောင်းကောင်းသိကြပါရဲ့အမကြီးတကယ်ပြောတာအမရခမလိုမျိုးမဟာကစီကုတ်တဲ့သူကတော့လေကျွန်မတခါမှမမြင်ဘူးသီလားကဲသွားသွားသွားဟိုမှာနေကိုအမေခေါ်နေပြီအမြန်သွားတော့ဂျာကီရဲ့အမြန်လာစမ်း ဒီထမြက်ခဲထုတ်ကိုဘယ်သူကဒီမှာပြစ်ထားတာလဲဒါရီကမကောင်းတော့ဘူးအဲ့ဒီမှာရင်ကောင်တွေရောပျောစိတ်တွေရောအရန်ကိုတက်နေရတယ်ကျွန်မပြစ်လိုက်တာပါနေရမြားငါတို့ကိုမပြောမစို့ပဲနဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုပြစ်ချင်တယ်လို့ယူပြစ်နေရဟုတ်လားနေငါတို့ကိုမေးဖို့အတွက်မလိုတော့ဘူးလို့ထင်နေရလားအော်မဟုတ်တာမေးရဲ့ကျမအမောက်မေးပါတယ်အမောက်မေးပြီးတော့မှကျမပြစ်တာပေါ့ကိုမလေးချွေးမလေးနင်းဒီကိုခဏလာခဲ့စမအောင်ခဏလာခဲ့အမြန်လာအမြန်လာနင်းဒီဟာရီကိုဘယ်ဟာနေပြီးရွှူလာခဲ့ရလဲ နေရမိဘရင်ကပတ်စံနဲ့ဝဲလာတဲ့ပစ္စည်းတွေမို့လို့နင်ပြစ်ချင်တယ်လို့မျိုးပြစ်ခိုင်းနေရလားအမေဒါတွေအကုန်လုံးကစားဖို့အတွက်မတန်တော့လို့ပါအမေရဲ့ရင်ကောင်တွေရောပျောစိတ်တွေရောအများကြီးတက်နေရဲ့တေးနေတဲ့ရင်ကောင်တွေလည်းကတ်နေပြီလေအဲ့ဒါကြောင့်ကျမလည်းပြစ်လိုက်တာကောင်းမယ်ထင်လို့ပြစ်ခိုင်းလိုက်တာပါဒုက္ခပဲနင်ကလေအထိတ်ပဲကိုမရှိပါဘူးဒါတွေကိုလည်းနည်းနည်းဖယ်ပြီးတော့အသုံးပြုလို့ရတာပေါ့ငါဒီမှာရှိတဲ့ပျောစိတ်တွေရင်ကောင်တွေအလုံးကိုဖယ်ပြစ်လိုက်ပြီကြည့်လေဘာရင်းများအလောက်ကြောင့်မှစိုးရွားနေလို့လေငါမလို့အပ်ပဲနဲ့ပတ်စံအများကြီးကိုအသုံးပြုမှမဟုတ်ဘူးနော် ။ပတ်စံကိုဘယ်လိုမျိုးခြွေတာသုံးဆွဲရလဲဆိုတာငါရှိကနေတင်ယူစမ်းမှာဒါရီကိုရှူသွားပြီးရေခဲတက်တာတွေမှာထည့်ထားလိုက်။ဘာဖြစ်တာလဲကွာ။ဘာဖြစ်လို့တအိမ်လုံးကစူညံနေရတာလဲ။ကဲရောဒီမှာငါဈေးဝယ်ပြီးတော့ပြန်လာခဲ့တယ်။အားလုံးကိုအစင်တက်လောက်ခဲ့ရနော်။ညကြလို့ရှင်တော့ငါ့ကိုဒါလေးအစင်ဖြစ်ဖြစ်ချက်ပေးစမ်းမှာကွာ။ဟင်းချရတဲ့အချိန်မှလည်းထောပါလေးပါလေးတေချာထည့်ပြီးတော့ချက်မှွေးနေအောင်လို့လေချွေးမလေးကတော့ထမင်းဟင်းကိုတတိချာချက်နေခဲ့ပါရဲ့ချွေးမလေးရေနေတော့ပါလေးလောက်နေရတော့အမေအဖေဝယ်ထားတဲ့အရွက်တွေကိုကျမချက်ပေးနေရပ ပြီးတော့အဖေကပြောတယ်လေ။ထောပတ်လေးတတိကြာထည့်ပြီးတော့ချက်ပေးပါလေ။အမလီသူ့ထည့်ခိုင်းတိုင်းထည့်စေရလား။ဒီထောပတ်ကိုနေမိပါရီကသူတို့အိမ်ကနေပြီးတော့နင့်ကိုပို့ပေးလိုက်ကြမို့လို့လားဟမ်။အဲ့ဒါကြောင့်နေကဇွန်အပြစ်ဒဇွန်ချင်းစီခတ်ပြီးတော့ထည့်နေရလေ။ဒီမှာနေအပေါ်ကနေပြီးတော့ထမင်းဟင်းချက်ပြီးတော့ဒဇွန်လောက်ပဲအမွေးကြရင်တော့ထည့်လိုက်။အမေရလေဗျာဘာလို့ဒီလောက်ကြောင်မှာကက်စီကောက်နေရတာလဲ။အဲ့လောက်ထိကက်စီကောက်တာကောင်းလား။အဖေကထောပတ်အနက်မွမွေလေးနဲ့စားခြင်းနဲ့ဆိုရင်တော့တခါတလေစားတာပဲဗျာချက်ပေးလိုက်ပေါ့ဒါနဲ့အမေအမေကိုပြောစရာရှိတယ် ကျွန်တော်တို့ရေချိုးခတ်မှာထထားတဲ့ရေပူစက်အခုဆိုရင်တော့ပြတ်သွားပြီအဲ့ဒါအစ်စ်လဲခြင်းလို့အေးဟုတ်ပြီလေလဲခြင်းလဲဆိုလို့ရှင်လဲဈေးပေါ်တာလေးတစ်ခုလဲလိုက်ပေါ့ယာစီဥတို့အချင်းတွေကအဲ့လောက်ထိအေးခဲလုံးနေရလဲမဟုတ်ဘူးအဆင်ပြေသားပဲငါတို့ကတော့ရေအေးနဲ့ပဲအမြဲတမ်းရေချိုးနေကြအဆင်ပြေပါတယ်ဒါနဲ့ငါတီးရဲ့ဆိုင်တစ်ဆိုင်တီးရဲ့တီးလားသူ့ဆိုင်ကရေပူစက်တွေကတော်တော်လေးကိုဈေးတက်တာတယ်အရန်ကိုကောင်းတယ်လို့လဲငါကြားတယ်ကောင်းပြီလေမေဒါဆိုင်တော့ကျွန်တော်အမေကိုပတ်စံပေးသွားလိုက်မယ်ပြီးတော့အဲ့ဒီပစ္စည်းကိုလဲဆိုင်ကနေပြီးတော့လာတက်ပေးသွားလိုက်မယ် မိုဟန်ကလည်းသူ့အမေကိုအပူပေးစားအသေးဝဲဖို့အကြားပတ်စံပေးသွားခဲ့ပါရီ။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ကဲချွေးမလေးရဲ့နင်းအခုဒါဘာလုပ်နေရပြန်လာလေ။အမေရေကျမကဒီမှာ gas ဖွင့်ပြီးတော့ရှင်ရွေးအုပ်တဲ့နေရလေ။ရှင်မချိုးရတာအရင်ကကြာနေပြီးအမေရဲ့ခေါင်းလျှော်ခြင်းတော့ပါ။အဲဒါကြောင့်ရှင်လေးအပူလောက်ပြီးတော့ခေါင်းလျှော်လိုက်မလို့ဒုက္ခပါပဲနေခေါင်းလျှော်ဖို့အတွက် gas တွေအကုန်လုံးကိုအသုံးပြုမလို့လား။ငါလည်းရေအေးနဲ့ပဲခေါင်းလျှော်တာပဲ။ငါလိုအသက်ကြီးနေရအဖွားကြီးတာမှဘာမှဖြစ်တာမဟုတ်ဘူး။ နင်းပစက်ပိတ်ပြီးတော့ရေအေးနဲ့ပဲခေါင်းလျှော်လိုက်တော့ဘာမှအလောက်ထိလုံးနေစရာမလိုဘူး။နင်းရဲ့မိဘအိမ်မှာဆိုတော့ရှင်တော့နင်းရေအေးနဲ့ပဲရေချိုးနေကြမဟုတ်ဘူးလား။ဒီရောက်လာတော့မှရေအပူနဲ့ရေချိုးကျနေရသေးတယ်။အမလီငါအပူပေးဆက်အမြန်ဆုံးတောက်ဝင်မှဖြစ်မယ်မဟုတ်ဘူးဆိုတော့ရှင်တော့သူကဒီမှာရှိတဲ့ gas တွေအကုန်လုံးကိုအောင်ဖြုံးတီးရောမှာပဲ။ကိုမလကရေအေးနဲ့ပဲခေါင်းလျှော်လိုက်ပြီးနောက်မှာတော့သူမတော်တော်လေးကိုအေးမိသွားခဲ့ပါရဲ့။အဖျားတွေလည်းတန်းနေခဲ့ရပါရဲ့။သူမဖျားရခဲ့တဲ့အတွက်ဆရာဝန်ရှိသွားပြလိုက်ပါရဲ့။ ကိုမက်လီရေနေအခုဘရားနေပြီးတော့ပြန်လာခဲ့ရတော့အမေကျမအေးမိသွားလို့ပါအဲ့ဒါကြောင့်ဆေးယူဖို့အတွက်ကျမဆေးကောင်းကိုတွားနေရဘာမဟုတ်တဲ့အဖျားလေးတက်သွားတာနဲ့ပဲနေကဆရာဝန်ရှိသွားပြီးဆေးတောက်ယူရဲဟုတ်လားဆေးခါလေးတစ်ခွက်ဖြော်ပြီးတော့တောက်လိုက်မယ်ဆိုရင်တော့နိုင်အနေငယ်အတွင်တက်တာသွားမှာပဲ ਉ နေတော့လေအခုတလောဘာတွေလုပ်နေကြမှန်းငါနားကိုမလဲတော့ဘူးဘာမဟုတ်တဲ့ပတ်စံတွေကိုအလောက်ထိအသုံးချမနေနဲ့အမေကိုကျွန်တော်ရေချိုးကန်းထဲမှာအပူပေးစက်တက်ခိုင်းထားတယ်လေ အမေကလေကျွန်တော်ကိုလည်းပေးမွယ်ဘူးအမေကိုယ်တိုင်လည်းအခုချိန်ထိတက်မွယ်သေးဘူးဘာတွေလုပ်နေရလဲအမေရဲ့တကယ်လို့ရေချိုးကားနဲ့မှသာအပူပေးဆက်ရှိနေမယ်ဆိုရင်တော့သူလည်းရေအေးနဲ့ရေချိုးစရာမလိုဘူးအခုလိုမျိုးဖြစ်စရာလည်းမလိုတော့ဘူးအေးပါဟဲ့အေးပါနင်တို့ပြောတဲ့အပူပေးဆက်ငါဒီနေ့ပဲတော့ဝယ်လာခဲ့မယ်ပြီးလို့ရှင်တော့တခါတဲ့အိမ်မှာတက်ခိုင်းလိုက်မယ်ဟုတ်ပြီလားနင်ပြောနေပုံစံကြည့်ပါအောင်အမားတွေအဖြစ်တွေအကုန်လုံးကငါ့ရဲ့အမားတွေအဖြစ်တွေကြီးပဲကြာနေရောငါတော့ပတ်စံခြွေတာဖို့အတွက်မိသားစုတွေအားလုံးအဆင်ပြေဖို့အတွက်စဉ်းစားပေးရပါ နေတော့ကတော့လေငါ့ကိုဆိုရင်တော့အမြဲအထင်လွဲကြရတယ်တကယ်ပဲရောက်ခမဖြစ်တော့ကလေပူပေးဆက်ဝယ်ဖို့အတွက်ဈေးရဲကိုထွက်ခွာလာခဲ့ပါတယ်ကဲအကိုရေကျမကိုအပူပေးဆက်လေးပြပါအောင်ရှင်ဈေးတက်တာတယ်အပူပေးဆက်ကိုပဲပြတော့အများကြီးဈေးများစရာမလို့တကယ်လို့ဈေးတက်တာတာလိုချင်တယ်ဆိုလို့ရှင်တော့သူများအတုံးချပြီးသားစကန်ဟန်းလေးပဲဝယ်လိုက်လေအဲ့တော့ဆိုရင်တော့အစင်ပြေးလိုက်မယ်ကျွန်တော်တို့ရှီမှာအဲ့လိုပစ္စည်းတွေလည်းရောက်ထားတာရှိပါတယ်သူကအတုံးပြရတာကောင်းလဲကောင်းတယ်ဈေးလည်းတက်တာတယ် ဲ့လိုမျိုးစာမျိုးတွေကိုဆိုရင်တော့ကျွန်တော်တို့ကဈေးတက်တက်တာနဲ့ရောင်းချပေးပါတယ်ပြောမယ်ဆိုရင်တော့ကုမ္ပဏီဘက်ကတိတ်ပြီးတော့ပုံစံဒီဇိုင်းကိုသဘောမကျလို့ပယ်ချလိုက်တဲ့သဘောမျိုးပဲပစ္စည်း quality အရန်ကောင်းတယ်အေးရတယ်ကိစ္စမရှိဘူးငါတို့ကစောင်းရသည်တစ်ခုပဲအသုံးပြုဖို့အတွက်လိုအပ်တာဆိုတော့ပေးလိုက်လေကြည့်ပါဦးကောင်းတယ်ကောင်းသားပဲဒီအပူပေးဆန်ငါလည်းသဘောကျတယ်ဈေးရလည်းတက်တာတယ်ဒီပတ်ဆန်ကိုတော့ငါတက်တက်လေးယူထားလိုက်တော့မယ်ငါစက္ကန့်ဟန်းဝယ်ထားတယ်ဆိုတော့ကိုလည်းဘယ်သူမှသိရမဟုတ် ကဲကောင်းတယ်ကောင်းတယ်အဆင်ပြေသွားပြီကဲအမေကြီးရေကျွန်တော်စက်ပစ္စည်းကိုတက်ပေးပြီးသွားပါပြီကဲလျှော့ဒီမှာ20ဘာလောက်ကြလဲအမေကြီးရေအနည်းဆုံး150ပေးရမယ်ဘာဖြစ်လို့ငွေ20လေးလာပေးနေရတာလဲဘာဖြစ်လို့150ပေးရမှာလဲဒါလေးတက်တာဘာရင်းများအလောက်တာမှာနေရပတ်စံလိုချင်နေရတာလဲနှစ်ဆက်ယူပြီးဒီကနေထွက်သွားလိုက်တော့ဟာဒီအဖွားကြီးတော်လီကစီကုတ်တာပဲသူနဲ့ညင်ခေါင်နေလို့ဘာမှထူးခြားလာမှာမဟုတ်ဘူးငါ့ကိုထပ်ပြီးတော့ပတ်စံပေးမှလည်းမဟုတ်တော့ဒီနေ့ဆက်ပြီးသူ့အိမ်မှာမိနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်တော့ဘာကိစ္စမှလာမလုပ်ပေးတော့ဘူး ဒီလိုနဲ့မိသမားကလည်းအပူပေးဆက်တက်ဆင်ပေးပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါရီအမေအမေဝယ်လာတဲ့အပူပေးဆက်ကအတော်လေးဈေးပေါ်တဲ့ပုံစံနဲ့အစင်ရောက်ပြေးရလားအမေရဲ့တတိချာချာမေးပြီးတော့ဝယ်လာခဲ့ရလားမေးပါရဲဟဲ့မေးပြီးဝယ်ခဲ့ရပေါ့ကုမ္ပဏီအကြီးကြီးကတရားကိုကောင်းနေတဲ့နောက်နေ့မှကွန်မန်လီရေချိုးဖို့အတွက်ပြောသွားခဲ့ပါရီအမေကျမရေသွားချိုးလိုက်အောင်မယ်အေးအပူပေးဆက်ကိုခဏပဲဖွင့်အောင်နော်နေရမိပါအိမ်မှာဆိုတော့ရှင်တော့အပူပေးဆက်တွေပါရီတုံးဖို့မှတောင်းမဟုတ်ဘူးငါတို့အိမ်မှာတော့နေ့အတွက်ကိုတည်တံအပူပေးဆက်တက်ဆင်ပေးနေရတယ် ကိုမလကလည်းရေချိုးဖို့အတွက်ရေချိုးကန်နဲ့ဝင်သွားခဲ့ပါရဲ့ဒုက္ခပဲသူရေချိုးနေရလားအိပ်ပျော်နေရလားဘာအတမ်းမလည်းမကြားရအောင်အတော်လေးကြာနေပြီဘာဖြစ်နေရလဲမင်းရလဲကွာဘာဖြစ်ရမှာလဲရှင့်ချွေမှာလွန်ခဲ့တဲ့နိုင်ဝက်လောက်ခရေကအပူပေးဆက်ဖွင့်ပြီးရောရေချိုးနေရအခုချိန်ထိမထွက်လာသေးဘူးအခုချိန်ထိကိုမလရေချိုးနေတော့မထွက်မလာသေးဘူးဟုတ်လားကိုမလရေကိုမလဘာဖြစ်တာလဲမင်းအစဉ်ပြေးရလားဘာမှလည်းမပြောပါလား အဖေရေဒုက္ခပဲရေချိုးကနေကနေပြီးတော့ကိုမလေးရဲ့အတန်ကိုမကြားရတော့ဘူးတခုခုဖြစ်နေပြီနဲ့တူတယ်ကျွန်တော်တကားကိုအမြန်ဆုံးဖြတ်မှဖြစ်လိမ့်မယ်ဒီလိုနဲ့မိုဟန်ကလည်းတကားကိုဖြတ်ပြီးနောက်မှာတော့ရေချိုးကနေအမြန်ဆုံးဝင်သွားခဲ့ပါတယ်ကိုမလကတော့ရေချိုးကနေမှာမိလေကြားနေခဲ့ပါတယ်ကိုမလဒုက္ခပဲသူဘလို့ဖြစ်တာလဲဘလို့ဖြစ်ပြီးတော့မိလေကြားသွားရတာလဲအိုဖျားသခင်ဒုက္ခပဲသူတော့ဘာဖြစ်သွားတာလဲဘာဖြစ်ကုန်တာလဲမိုဟန်ကလည်းကိုမလကိုအမြန်ဆုံးဇေယောင်ကိုခေါ်ဆောင်သွားခဲ့ပေးပါတယ် ဆရာဝန်ကလည်း ICU မှာအများဆုံးသူမကိုစေရုံတင်ထားပေးလိုက်ပါတယ်။ခဏနေသွားတဲ့အခါမှာတော့ကျွန်တော်တို့ကိုစစ်ဆေးကြည့်သမျှတော့အရာအားလုံးအဆင်ပြေပါတယ်။သူအခုလိုမျိုးခေါင်းမူပြီးတော့လဲကျသွားတာရေချိုးကန်းထဲမှာရှိတဲ့အပူပေးဆက်ကြောင်းဖြစ်လိုက်မယ်။ကျွန်မလည်းအပူပေးဆက်ကိုဖွင့်လိုက်တာပဲ။ဖွင့်လိုက်တဲ့အချိန်မှာအငွေ့တွေအများကြီးထွက်လာတယ်လေ။ထွက်လာပြီးကျွန်မလည်းခေါင်းမူပြီးတော့မေ့လဲကျသွားတာပဲ။အဲဒီနောက်ဘာတွေဘလို့ဖြစ်သွားခဲ့လဲဆိုတော့ကိုတော့ကျွန်မလည်းလုံးဝကိုမမှတ်မိတော့ဘူး။ဒီနောက်မှာတော့ကိုမစေယုံကနေစင်ကွင်ရရှိလာခဲ့ပါတယ်။ မိုဟန်ကလည်းသူ့အမေကြောင့်ဒါရီဖြစ်ဖြစ်သွားတယ်ဆိုတာကိုသိရနဲ့အင်ကိုပြန်လာပြီးပြဿနာတွေတက်ကြပါတော့တယ်။သူ့အမေကိုလည်းသူဒေါသတွေအကြီးကျယ်ထွက်နေခဲ့ပါတယ်။အမေကစကန်ဟန့်ပူပေးဆက်ကြီးကိုဝယ်လာပြီးတော့အိမ်မှာတက်ဆင်ထားခဲ့တယ်။ကျွန်တော်မေကိုပထမတည်းကပတ်စံအပြစ်ပေးသွားခဲ့ရေနော်။ဒုက္ခပါပဲ။မေကြောင့်နဲ့ဒီနေ့ချွေးမလေးတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ငါမေကိုဘယ်လောက်ပြောနေရအောင်မလဲ။ကက်စီကုတ်တယ်ဆိုတာကလည်းအတိုင်းတာလေးနဲ့ပေါ့။ဘာဖြစ်လို့ဒီလောက်တောင်မှကက်စီအရင်အောင်ကုတ်ရတာလဲ။မင်းကတော့ငါပြောတဲ့စကားကိုဆိုရင်တော့ဘယ်တော့မှနားမထောင်ဘူး။ ကျမမာတော့ပါရရှင်။စိုင်းပိုင်ရှင်ကလည်း quality ကောင်းတယ်လို့ပြောတာနဲ့ကျမဝယ်လာခဲ့မိရပါဗော။အမေကလည်းဈေးတသတာကိုအရှောင်းသဘောကျလို့ဒါကိုယုံပြီးတော့ဝယ်လာခဲ့ရလေ။ဟုတ်ပါတယ်ဟုတ်ပါတယ်။မှားတာတော့ငါမှားပါတယ်။ငါစိုင်းရှင်ပြောတဲ့စကားကိုနားထောင်ခဲ့မိရဲ့။ तू ကငါ့ကိုမကောင်းတဲ့ပုံပေးဆက်ကြီးထိုးရောက်လိုက်တာပဲ။ချွေးမလေးရဲ့ဒီနေ့တော့ငါ့ရဲ့လောက်ရဲ့အတွက်တကယ်အရင်ကိုရှက်ရွံ့မိပါတယ်။ငါကတ်စီကောင်းလုံးနဲ့အတွက်နင်းသိအောင်သိရောမလို့ရပါတယ်မိရဲ့ကိစ္စမရှိပါဘူး။ဘလို့မဆိုစိုင်းရှင်ရဲ့အမားလေးပါတယ်လေ။ तू ကအမေကိုမကောင်းတဲ့ပုံပေးဆက်ကြီးထိုးရောက်လိုက်တာကိုအမေမမသိရဘူး။ အမေကျွန်တော်မတောင်းမှန်ပါနဲ့နော်အေးလျှော့သားရေဒါပိုးတဲ့ပတ်စံအခုကောင်းမွန်တဲ့ကုမ္ပဏီကားထုတ်လုပ်တဲ့အပူပိစအကောင်းဝင်ပြီးတော့ငါချွေးမလေးအတူရေချိုးကမှတက်ပေးလိုက်နော်ဒီလိုမှပေါ့အခုမင်းနားလဲပြီလားကက်စီကောက်တာဘလို့မကောင်းဘူးလဲဆိုတော့ကိုလေကဲချွေးမလေးရေဒီနေ့ငါနဲ့အတူတူဈေးကိုလိုက်ခဲ့ငါနဲ့အတွက်ဆွဲတာအသေးဝယ်ပေးမယ်နော်ငါချွေးမလေးထပ်ပို့ပြီးတော့ငါအတွက်ဘာတစ်ခုမှအရေးမကြီးတော့ပါဘူးဒီလိုနဲ့အားလုံးအဆင်ပြေသွားကြပါလေ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်